။တနည်းတကားအဲ့လိုအချိန်ပေးနိုင် ပြီးတော့ပြင်ဆင်နိုင်တဲ့အတွက်လည်းဟိုရလက်ကောင်းတွေထွက်တာပေါ့လေ။ပြူရမဲ့တာဝန်အပိုင်းကဏ္ဍကိုတည်တည်သက်သက်လေးဖြစ်အောင်အချိန်ပေးဖို့လိုတာပေါ့လေ။အတိကတော့ကျွန်တော်တို့ဟိုဇလန်းအမျိုးသားကျွန်တော်တို့တွေ့နေကြမြင်နေကြကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲပရိသတ်တွေနဲ့ laboratory ဖြစ်တဲ့ဇလန်းမျိုးသားတော့မဟုတ်ဘူးအဲ့တော့ ကြည့်ရတာဟိုခန်းဆောင်မှုအစ်စ်ရာသတမျိုးရတယ်ပေါ့လေအဲ့တော့ပြိသက်တွေလည်းဒရူဂျာခန်းဆောင်မှုတစ်ခုဖြစ်မှာပါဒါပင်မန်းနာတော့ကျွန်တော်ကြည့်နေတဲ့လူပေါ်မှာပါတက်ရောက်မှုရှိတယ်လေအဲ့လိုသူပထမအေးဟိုဝိညာဉ်တွေပူကတ်တဲ့အစင်းနေဆိုရင်ဒါတော်တော်ပင်မန်းမန်းနဲ့ဟာတိ့ဥဆောင်ထားတဲ့ဆိုတာရကြည့်နေတဲ့လူတွေရင်းနှီးခန်းဆောင်မှု ရတယ်လေအဲ့တော့ဒါလေးကတော်တော်လေးသူတို့ပြင်ဆင်ထားမှန်းလဲသိကြတယ်စူးစမ်းထားမှန်းလဲပေါ်လွင်ပါတယ်ခင်ဗျ။အင်းဒီကတော့ဟိုတကားလုံးကတော့ဒါသူတို့အนุစိတ်လေးတွေတော့တေချာလေးဖန်တီးထားတာကျွန်တော်တွေ့ရတယ်ပေါ့လေ။အဲ့တော့တကားလုံးနဲ့ခြုံကိုပြောရင်တော့တကားလုံးကတော့တေချာလေးပြင်ဆင်ထားတယ်။အဲတကွက်ချင်းစီပြောဖို့ကတော့ဟို ခက်တယ်ပေါ့လေအားလုံးက overall ကအားလုံးဟိုတည်သက်သက်လေးလှုပ်ထားတဲ့အတွက်ကြောင့်ဒါအားလုံးကောင်းပါလိမ့်မယ်ကိုထက်ကတော့ကျွန်တော်တို့ ਨੇ မုံဆွဲมาတဲ့ကိုကဟိုသူ့ရဲ့ဒီဟိုအယုတ်လေးတွေကတကယ်ကိုခံစားမှုတိုင်းခံစားမှုတိုင်းစိတ်နိုင်စိတ်နိုင်အတွက်ပြည့်စက်အတွက်ဟိုခံစားမှုတစ်ခုအမြဲတမ်းပေးတဲ့ဟိုရိုက်ချက်တွေပဲလေအဲ့တော့ဒီကားမှာလည်းဒီတက်ဝင်တဲ့ဆိုရဲ character တွေ environment တွေနဲ့ နီးစပ်ဆုံးဖြစ်အောင်သူဖန်တီးထားတယ်ဆိုတော့ဒါသူ့အတွက်လည်းကျွန်တော်ချီးကျူးပါတယ်ခင်ဗျ။အဲပေါ်ကျွန်တော်တို့ကြည်နေကြမြင်နေကြဇက်အလံအမျိုးအစားမဟုတ်တာတခုတည်းနဲ့ပြိဿအတွက်ဆွဲဆောင်မှုတခုဖြစ်နေပြီပေါ့လေ။ကျွန်တော်တို့ကကြည်နေကြလေပဲကြည်ရတာများနေတာပေါ့နော်လောလောလတ်လတ်ကဆိုတော့ဒီကားထဲမှာမအဲ့လိုမျိုးဖောက်ထွက်လာတဲ့အဲကားတကားလိုမျိုးပေါ့လေ အဲ့လိုမျိုးဆိုတော့ဒီကားလည်းအောင်မြင်ပါပါခင်ဗျာဝင်တယ်ဆိုတာကျွန်တော်လည်းဒီကားကြည့်မှပဲတည်တာလေကျွန်တော်တို့အပြင်မှာလည်းရင်းနှီးမှုထိတွေ့မှုဟာနီးစပ်မှုမရှိဘူးပေါ့လေအဲ့ဒီ character နဲ့ပေါ့နော်အဲ့တော့ဒီကားကြည့်မှပဲကျွန်တော်တို့ honor ဝင်တယ်ဆိုတာဒါလားဆိုတာမျိုးကိုကျွန်တော်တို့ကနီးနီးစပ်စပ်ထိတွေ့သွားတယ်ဆိုတော့လေအဲဘာဒီဟိုသူတို့ရဲ့ဘယ်လိုခေါ်မလဲ characteristic အသေးစိတ်ကိုတော့ကျွန်တော်တို့အပြင်နဲ့အထင်းနဲ့တော့ကျွန်တော် အကောင့်ပဲလုပ်လို့တော့မရဘူးပေါ့လေအဓိကတော့တေးဥဆောင်ဆိုတာတော့ကျွန်တော်တို့ကပေးလာတဲ့ character ပေါ်မှာတာဝန်ကျေဖို့လိုတာပါပဲဟိုနုနုရွာလေးတွေဖြစ်တဲ့ဇက်ဆိုတော့လေနုနုရွာလေးပေါ့လေ ကျန်ကျန်နန်းလေးဖြစ်တဲ့ဇက်ဆိုလဲကျန်ကျန်နန်းလေးပေါ့အဲ့ဒါမှတိရုပ်ဆောင်ပီတာတော့အဲ့တော့ကိကကလည်းဒီမှာတကယ်ကိုသူသူ့ရဲ့အဲဒီ character အပေါ်မှာဟိုတကယ်ကိုတစ္ဆာရှိရှိနဲ့အလုပ်လုပ်သွားတယ်လို့မြင်ပါတယ်အဲသူဟိုကိကကဆိုတာပျောက်သွားတယ်ပေါ့လေအဲ့လိုတော့မဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ကအမှုပညာ rather တစ်ခုကိုပဲယင်ထဲမှာခံစားရဆိုတော့အဲ့ဒီခေါင်းစဉ်တစ်ခုနဲ့ကျွန်တော်တို့ကဘယ်တော့မှကျွန်တော်ကတော့အဲ့လိုမကြည့်တတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီ character တစ်ခုပေါ်မှာပဲသူရဲ့ပါဝင်ပတ်သက်မှုအာသူ့ရဲ့ဟိုဘယ်လိုခေါ်မလဲစီမျောမှု ပုံပါကျွန်တော်တို့က appreciate လုပ်တာပါဒါကန်နာတိုင်းပေါ့လေ driver ဆိုလဲ driver ပေါ့အဲဇလန်းဆိုလဲဇလန်းပါဝင်တဲ့တျုပ်ဆောင်နေဆိုလဲတျုပ်ဆောင်နေပေါ့ကျွန်တော်ကခေါင်းစဉ်တစ်ခုအောက်ကနေတော့ဘယ်တော့မှကြည့်ပါဘူး MMR ကတော့အဲ့လိုလေးကပို့ပြီးတော့တည်သက်သက်ရှိတာပေါ့လေတနေ့တကားဟိုပေါ့အချိန်ပေးတာပေါ့ဗျာတနေ့တကားရေလို့တော့မဟုတ်ဘူးပေါ့နော်ကိုကိုဖန်တီးမဲ့ကိုတင်ဆက်မဲ့အဲဖန်တီးမှုအမှုပညာဖြောပြတင်ဆက်မှုတစ်ခုပေါ်မှာကို ယူရမယ့်တာဝန်အပိုင်းကဏ္ဍကိုတည်တည်သက်သက်လေးဖြစ်အောင်အချိန်ပေးဖို့လိုတာပေါ့လေအဲ့လိုအချိန်ပေးနိုင်ပြီးတော့ပြင်ဆင်နိုင်တဲ့အတွက်လည်းဟိုရလက်ကောင်းနေထွက်တာပေါ့လေ ကေကေအဲ့လိုလေးတွားတာသဘောကျပါတယ်ဝင်းနေပါတယ်သူကတော့ဟိုပေါ့နော်ထောက်လျှောက်ကအဲတန်ပိုကအရန်အကြံကြီးရနေပြီးမှနောက်ဆုံးခန်းလေးရတော့အဲ့လိုမျိုးဟိုပေါ့ရင်ထဲမှာလှက်လိုက်လဲလဲလေးလွမ်းစရာလေးတစ်ခုဖြစ်သွားတဲ့ခံစားမှုကိုဟိုပြေဝဝသူတို့ရအောင်ပြေးနိုင်ပါတယ်ခင်ဗျအားလုံးပေါ့ဒီဇက်တစ်ဇက်လုံးရဲ့ကာရက်တာတိုင်းကဇက်ပေါ်မှာသူတို့ပါဝင်ရမယ့်အခန်းကဏ္ဍတွေမှာတာဝန်တွေဟိုကြည်နေကြတော့ ဇက်တွေအများကြီးထောက်ကူပြုသလိုကျွန်တော်ကြည့်ရတဲ့ပြိသက်တွေအတွက်လည်းဟိုပေါ့ဟိုရင်ထဲမှာလှက်လိုက်လဲလဲရှိရပါတယ်ဟုတ်ဟုတ်ကဲ့ဒါပြိသက်တွေမြင်နေကြမဟုတ်တဲ့ဇလန်းမျိုးစာကြည့်နေကြမဟုတ်တဲ့ဇလန်းမျိုးစာတခုတည်းဖြစ်နေတာနဲ့တင်ဒါဒီကားလေးကိုကြည့်ဖို့ဒါပြိသက်အတွက်လုံလောက်နေပါပြီပေါ့လေအဲ့တော့ပြိသက်တွေနှောင်းဝင်တယ်ဟိုလာကြည့်ဖို့ဖိတ်ခေါ်ပါရစေ